ရွာအလေကမိခုမယ်မြမစမ်းကြဲတဲ့တရေဝတ္ထုအခန်းရွာတစ်တော်တွေကမတည်တာရွာလေတဲ့တဲ့မှာအဖြူရောင်ရှက်အင်ဂျီရှင်ဝတ်ထားတဲ့မင်းကလေးတယောက်အသက်ဆက်၈နှစ်ရွယ်တညရဲနဲ့ပေါ်လာတယ်သူမရဲ့ထူးခြားချက်တွေကနနက်ခင်းမိခိုးရိချာကပေါ်လာတတ်ပြီးညနေခင်းမိခိုးနဲ့ပြန်ပြောက်တတ်တယ်လက်ခွားမှာကြီးနီချန်စိတ်ပြတစ်ချက်အစင်ကင်ထားတယ်ရွာသူကြီးရဲ့မိခိုးတွေကိုကျမအိမ်ပြန်ခြင်းနဲ့ဆိုတဲ့စကားတစ်ခုတည်းနဲ့ပဲဖြေရဲ့ ခန်းနှင့်သရိုသမီးရဲ့လက်ဆောင်ဒုတိယညမှာရွာသား၃ယောက်သူမကိုလိုက်ဖမ်းဖို့ကြိုးစားကြတယ်နနက်မိုးလင်းတဲ့အခါရွာသား၃ယောက်စလုံးရွာအိမ်တိုင်းပေါ်မှာချိတ်ဆွဲထားတဲ့အဝတ်စက်များအဖြစ်တွေ့ရတယ်မေတီတာရဲ့နေရာမှာကြီးနီချန်စိပြားနဲ့နှုတ်ဆက်စာတူလေးကျန်ခဲ့တယ်ဂျေဇူးပြုပြီးကျမအိမ်ပြန်ပို့ကြပါအခန်း၃ရွာသမိုင်းတွေကလှုပ်ဝက်ချက်ရွာသူကြီးဟောင်းကပြန်ပြပြပြတဲ့အကြောင်း 1948ခုနှစ်ကဒီရွာမှာကြီးညီတွင် တူပေါ်ရေးလုပ်ငန်းလုပ်ခဲ့ဘူးလေ။တွင်းနဲ့ကြီးတဲ့ကို အသက်18နှစ်မိန်းကလေး9ယောက်ပြစ်ချပူဇော်ခဲ့ကြတယ်။မေတီတာရဲ့ပုံမှန်ဟာပထမဆုံးပြစ်ချခံရတဲ့မိန်းကလေးနဲ့တူပြီးသူမရဲ့လက်ထဲကကြီးညီချမ်းစိတ်ပြဟာတွင်းခွက်ပစ္စည်းဖြစ်တယ်။အဆုံးသတ်မိကိုယ်တွေကနှုတ်ဆက်ခြင်း။တတိယညမှာရွာသူကြီးနဲ့ကြီးရွာသားတွေမေတီတာကိုကြီးညီတွင်ဟောင်းစီပူပေးကြတယ်သူမဟာ။ ်တတွင်းပစက်မှာအဖြူရောင်မီးခိုးတွေဖြစ်ပြန့်ဝင်သွားတယ်။နှစ်နောက်ဆုံးအချိန်ကျေးဇူးတင်ပါတယ်လို့ပြောသွားတယ်။၃၊ကျင်းညီတွင်းကြီးဟာညအချိန်မှာ အနီရောင်အလင်းနှင်းများထွက်လာတတ်ပြီ။၄၊ယခုအခါရွာသားတွေကဒီတွင်းကိုအပြူတော်ရေကန်းလို့ခေါ်ကြတယ်။